ဘုရားဗုဒ္ဓဝါဒကလည်းဝိပိစ္ဆဝါဒမှုလို့တပည့်တော်ကလည်းဒါဝေဘာနာရာထင်လို့ဟုတ်ကဲ့ဗျာဒါဝေဘာနာပေါ့လေဒါမှမဟုတ်တပည့်တော်ဝေဘာနာဟာတရားရင်မှန်တယ်လို့တော့တပည့်တော်မဆိုပါဘူးမမှန်ဘူးလို့လည်းဒါဆိုလို့မရဘူးပေါ့လေဟုတ်ပါတယ်အဲဒီကျင်းစိတ်ထဲမှာရှိတာကိုပြောလိုက်တာဆိုတော့လည်းမှတ်ယူပါမယ်အဲ့တော့အဲ့ဒီလိုသကလုံးများများတွေနာဘုဒ္ဓတာလေးကကျော်စကားတွေလိုက်တဲ့သကလုံးများများတွေနဲ့ပြောလိုက်တဲ့အခါကျတော့တပည့်တော်ရဲ့ဝေဖန်ချက် တခါဓမ္မတွေဟာခုနမြားရင်ပြတတ်ပြီဆိုတဲ့အဲစကားလေးအရာပေါ့လေမြားလွန်းတော့ပြသွားတယ်လို့ထင်ပါတယ်ခဗျာပြသွားတယ်ဆိုတာသူတို့မမှတ်မိတော့ဘူးလို့ထင်ပါတယ်ခဗျာမမှတ်မိဘူးဆိုလို့ရှိရင်အရှင်ဖုရားရှေ့ပိုင်းကအမြုပ်ထအောင်ပြောဟာဟောတာလေလေအရှင်ဖုရားမောတာပဲမမှတ်မိဘူးဆိုလို့ရှိရင်သူတို့လည်းနားရတာညောင်းတာပဲအဲ့တော့ဟောမောနာညောင်းများဖြစ်သွားလိမ့်မလားဒါတပည့်တော်အပြုသဘောစေတနာနဲ့ပြောတဲ့သဘောပါခဗျာနော်အဲ့ဒီလို့ ဖုံးဖုံးနာညောင်းမဖြစ်အောင် အတူဆုံးအချင်းဆုံးအချင်းဆုံးနေနဲ့ဥပမာအလုံးတရာလောက်ပြောမယ်ဆိုတာ၁၀လုံးလောက်နဲ့ထိထိမိမိငါပြောမဟဲဆိုတဲ့သဘောမျိုးနဲ့ပြောမယ်ဆိုရင်ဖြင့်ပို့ပြီးတော့အကျိုးရှိကြလိမ့်မယ်လို့ဒါတပည့်တော်ရှင်ဘုရားရဲ့စကားလုံးညများသားသားပြောတဲ့အပေါ်မှာဒါတဝေပန်တဲ့အပိုင်းပါဗျာအဲ့တော့တတိယဝေဘာနဲ့အပိုင်းပေါ်မှာရှင်ဘုရားနေနဲ့အာတကယ်လို့များဟိုလေတတိယကပိုးတယ်ပိုးနေတယ်ဆိုရင်လည်းနှုတ်ပြဖို့လိုရင်လည်းဖြစ်ပေဖို့ မှန်လေပြင်ပေးဖို့မှန်လေအရှင်ဖျားရိုးရိုးသားသားလေးကိုထောက်ခံပေးပါဆိုတာတပြီတော့ရှောက်ထားခြင်းဖြစ်ပါလိမ့်ခရားဟုတ်ကဲ့တို့တို့ခုပြောခဲ့ကြတဲ့စကားလုံးနေဟာညားတယ်လို့အချင်းပြောတာလည်းဟုတ်မှာပါပဲညားတယ်လို့ထင်လည်းထင်မှာပါပဲဒါပေမဲ့လို့တို့တို့ကတော့ဦးချင်းကကြုတ်ကိုချီးမွမ်းတယ်လို့စာရီလဲတတ်တယ်စကားတွေလည်းကြွယ်တယ်တကယ်တရားတွေလည်းသိတယ်လို့ဆိုတာတော့ဒါတွေလည်းတကယ်တတ်လာတာမဟုတ်ဘူးလို့ပြောရမှာပါဗျာ စကားဆိုရင်လည်းကျုပ်ပြင်မကြွယ်ဘူးလို့ပြောရမလောက်ပါပဲ။ဘာဖြစ်လို့လဲဆိုရင်တော့ကိုယ့်ကိုယ်ကိုတစ်ခါတစ်ခါကိုပြောကျင်တာစီအထိရောက်အောင်အတော်ပြောယူရတယ်။စကားလုံးနေနဲ့အများကြီးဆောက်ပြီးမှကိုအတော်ပြောယူရတယ်လို့ကိုယ့်ကိုယ်ကိုထင်လို့မဟုတ်လို့စကားလုံးကြွယ်တယ်လို့ဆိုတာလည်းကျုပ်ပြင်လည်းလက်ခံမှုရတော့ခဲမှာပါလို့ပြောရမယ်ဗျ။အဲ့လိုအဲ့လိုမျိုးလို့များများပြောမိတာကတော့တနာမဟုတ်တနာနဲ့များများမှတိပါစီတော့လို့ဆိုပြီးရွေးချက်နဲ့ပြောလိုက်တာလို့လည်းပြောရမှာပါဗျ။ အဲ့ဒါလို့ပြောတာဟာလည်းပဲနှံ့နဲ့တောင်မထင်ပါဘူးနည်းသေးတယ်လို့ထင်ပါတယ်တကယ်ကြတော့မြတ်စွာဘုရားရဲ့ပြောကြားချက်ဟာလည်းပဲအကုန်လုံးချုပ်လိုက်ရင်မြတ်စွာဘုရားဒီမှာပဲဆိုက်ပါတယ်ဒါပေမဲ့လည်းသူပြောလိုက်တာကဖြင့်တကယ်ကိုခင်ဗျားပြောတဲ့ဓမ္မခန္ဓာပေါင်း7000တောင်လို့ဆိုတာဒီအထိရောက်ပါတယ်အဲ့ဒါတွေကိုအကုန်လုံးကိုချုပ်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့လေတကယ်ပဲဒုက္ခသမုဒယနိရောဓမဂ္ဂတွေကတကွက်ကွက်ကိုအပီသူပြောနေတယ်လို့ဆိုတာဘူးပဲသူပြင် ဓမ္မခန္ဓာတိုင်းဓမ္မခန္ဓာတိုင်းအဲ့ဒီဒီကိုဆိုက်နေတာပဲတွေ့ရတယ်လို့ပြောရမှာပါအခုလည်းကျုပ်တို့တရားဓမ္မတွေနာအမျိုးမျိုးအတွက်အမျိုးမျိုးစကားတွေကိုအများပြပြောနေပြီမဲ့တကယ်ဆိုက်တာကြတော့ကျုပ်တို့လည်းပဲဒါကလေးပဲဆိုက်ပြီးပြောနေတာဖြစ်ပါတယ်အဲ့ဒါလို့ဖြစ်တဲ့အတွက်ကျုပ်တို့အများကြီးပြောတယ်လို့ဆိုတာအတွက်ဖြင့်သူတို့ပြားတုံညမှာဆိုတာတဲ့တစ္ဆာကိုမတိသေးဘူးဆိုရင်တော့စကားတစ်လုံးနဲ့မတိရဲ့နောက်တစ်လုံးနဲ့တိနောက်တစ်လုံးနဲ့မှမတိရဲ့ဒီတယ်နောက်တစ်လုံးနဲ့တိတိတာမျိုးဖြစ်ကြရတယ်လို့ဒီလိုပြောရမှာပါ တကယ်လို့ဉာဏ်တစ္ဆာတိပြီးသွားပြီလို့ဆိုရင်တော့ဖြင့်ဘယ်တလုံးနဲ့ပဲပြောပြောတခြားတလုံးနဲ့ပဲပြောပြောသူဖြင့်နားထဲမှာတိနေတယ်လို့ဒီလိုပြောရမှာပါပဲဗျာအဲဒါလိုဖြစ်တဲ့အတွက်ကျုပ်တို့ပြောဆိုစကားတွေဟာညာလွန်းတဲ့အတွက်များပေါ်မော်ကြီးများဖြစ်ပြီးနေမလားလို့ဆိုတဲ့သဘောမျိုးတော့ဖြင့်မှတ်မပေးပါနဲ့ပေါ့ညာလွန်းတယ်လို့မထင်ပဲကျုပ်ဖြင့်နေတောင်နေသလားလို့သိထဲကထင်ပါတယ်လို့ဒီလိုပြောရမှာဗျာကျုပ်စီရင်လည်းဒီစကားလုံးတွေကိုဘယ်သူစီကမှတင်ခဲ့လို့လည်းမဟုတ်ဘူး ဘာဖြစ်လို့လဲသစ္စာတရားလေးကိုပထမဆုံးတစ်ခုတည်းစတင်လိုက်တယ်စတင်လိုက်ရနေပြီကျုပ်ကနယ်ချက်သစ္စာတရားနယ်ကိုလျှောက်ချက်ဒါမှန်စီးပွားရေးတွေလည်းပါအောင်ဒါမှန်လူမှုရေးတွေလည်းပါအောင်ဒါမှန်မိဘနဲ့သားသမီးဆက်ဆံရေးတွေလည်းပါအောင်ဒါမှန်စားရေးတွေလည်းပါအောင်ဒါမှန်ဝူရေးတွေလည်းပါအောင်အကုန်လုံးစားရေးတွေဝူရေးတွေလူမှုအရေးအမှန်တမျှတွေဟာဟောဒီသစ္စာနဲ့ညီတယ်ညီအောင်တို့ဒီလိုလုပ်ကြရမယ်လို့ဆိုတာမျိုးကိုဆန်းဆန်းကျက်ကျက်ပြောရမယ်ဒါဝန်ရှိတဲ့အတိုင်းအကြောင်းသိတဲ့အတိုင်းပြောပါတယ် ောက်ဆုံးပိတ်သူ့မှာတအားကလေးသမီးကလေးရှိတယ်ဆိုသူ့အိမ်တောင်ချတာနဲ့ဇက်လင်းလို့အိမ်တောင်ကြတာနဲ့ဇက်လင်းလို့တောင်းဒီတစ္ဆာခွင့်ကိုဝင်အောင်သူပြောပါအဲဒီလိုမျိုးဖြစ်တဲ့အတွက်ဒါတစ္ဆာနယ်ပယ်ကိုချက်လိုက်တဲ့အခါမှာအဲ့ဒီအိမ်ထောင်ရေးတွေရောစီဝါရေးတွေရောလူမှုရေးတွေရောဒီကိုအကုန်လုံးရောက်အောင်ပြောရတာဖြစ်တဲ့အတွက်စကလုံးကြီးများသွားတာဖြစ်ပါတယ်ပေါ့အဲ့ဒါကိုတစ္ဆာဆိုတဲ့မုံကနေပြီးတော့စောက်ကြည့်လိုက်ရင်တော့ဒါတွေဟာများတယ်လို့မထင်မဲနဲ့ ဒါတွေဖြင့်အကုန်လုံးကိုနှံ့တာပဲလို့ဆိုတာမျိုးပဲဝမ်းသာနိုင်မှာလို့ဆိုတာမျိုးကိုဆရာရှိမှုတို့ပြန်ပြောချင်ပါတယ်ဗျာဒါလည်းဆရာရှိမှုဘန်ချက်နဲ့ဆက်လျင်းပြီးတော့ကျုပ်ရဲ့တင်ပြချက်ပါနော်ဒီလောက်ဆိုရင်ဒီတင်ပြချက်ဟာတော့ဖြင့်လုံလောက်တန်ရပြီလို့ထင်ပါတယ်ဗျာမှန်ပါဗျာအဲ့တော့နောက်တစ်ခုတပြီတော့တက်ပြီးသမှန်လျှောက်ချင်တာဝေဘာညနာတစ်ခုရှိပါသေးတယ်ဗျာဟုတ်ကဲ့ဗျာအဲတပြီတော့ဝေဘာညနာဆိုတော့လူစွာလုတ်ပြီးတော့ငါလာငါလာပြီးဝေဘာရမလားဆိုတဲ့ပုံစံ ်တို့မမြင်သေးခြင်းဘို့ဗျာမြတ်စွာဘုရားကတော့ကုဝေပမာလို့ပြောတယ်အဲ့တော့တပည့်တော်ဗုဒ္ဓဝါဒကလည်းဝိပဿနာဝါဒဆိုတော့တပည့်တော်ကလည်းပဲဟုတ်လားဟိုသာသနာပြုနေတဲ့သာသနာပြုဖို့ပြုပဲလို့ရှင်ဘုရားတို့တပည့်တော်ပြောရင်လည်းမမှားပါဘူးဗျာမမှားပါဘူးဗျာဒါလူလည်းပြုဘုန်းကြီးလည်းပြုမျိုးမျိုးပြုနေကြတယ်လို့ပြောပါတယ်ဒီသာသနာကအရှင်ဘုရားဥညာဏသာသနာလည်းမဟုတ်တပည့်တော်ဆရာရှင်သာသနာလည်းမဟုတ်ပါဘူးဗျာဟုတ်ပါတယ်ခရီးထပ်ပြည့်ခဲ့တဲ့သာသနာကြီးကိုတပည့်တော်တို့ပြီးသောတတ်သောပုဂ္ဂိုလ်များက ကျေရပြန်ပြန်ပြကြပါစီတော့အေးကြငင်းညာချမ်းသာကြပါစို့စေတနာဖြည့်ထားပြီးတော့ဒီဗုဒ္ဓရဲ့သာသနာကိုဒါပြုနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အဲ့တော့တယောက်တယောက်ဟုတ်လားဘယ်သဘောနဲ့ငါ့ကိုဒီလိုလာပြောတာပဲဆိုတဲ့စိတ်မျိုးအရှင်ဘုရားအနေနဲ့လည်းမထားပါနဲ့တပိတော့လည်းဒီသဘောနဲ့လာတာလည်းမဟုတ်ပါဘူးအလုံးဝမရှိဘူးရားတာမျိုးအတူတော့တခုတော့ရှိတယ်ဗျာတပည့်တော်ကလည်းနည်းနည်းစကားပြောတဲ့နေရာတော့အတန်လေးကနည်းနည်းဟိုသူ့ဗီဇပေါ့ဗျာအဲအဲ့ဒါလေးကတော့မိမိပြောတာတော့အရှင်ဗျာသိခံပါဗျာအဲ့ဒါဟုတ်ပါတာဟုတ်ကဲ့အဲအဲအဲ့တော့ မှန်တိုင်းမပြောတဲ့ဆိုတဲ့စကားလေးတစ်လုံးပေါ့ဗျာဟုတ်ကဲ့ဗျာအဲဒီစကားလေးနဲ့ပတ်သက်လို့ဒီတော့ဒါဝေဖန်ခြင်းနဲ့အပိုင်းလေးတစ်ချက်ပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ရှင်ဘုရားရဲ့တရားတက်ွေတွေပြီးတော့အများကြီးနားထားပါတယ်ဗျာနားထားတော့အရှင်ဘုရားဟိုပြောချက်တည်းမှာဟုတ်ကဲ့တကယ်မှန်ရင်မှန်သလားဟုတ်ရင်ဟုတ်သလားအနာဘောဒုက္ခအောင်ပြောတဲ့အလေးချင်းရှင်ဘုရား ဒါအများများသာသာကိုရှိပါတယ်ခဗျာတပြိုတိတ်ကိုတန်းကိုတန်းတော်နာဘူးထားပါတယ်ဟုတ်ကဲ့အဲ့တော့ဒါပြင်အဲ့ဓာတွေကတကံရှင်းဟာဒါတွေကမှားလို့လားဆိုတော့ရှင်ဖျားကိုတပြိုမှားတယ်မပြောဘူးနော်ဟုတ်ကဲ့ဗျာနော်မှားတယ်မပြောဘူးတပြိုတပြိုစိတ်ကဒါမှားလို့ရှင်ဘုရားကိုလာပြင်ပြီးတော့ရှင်ဘုရားပေါ်မှာဆရာလုံနေတာမဟုတ်ပါဘူးခင်ဗျာဒါတကယ်ရိုးသားပါတကယ်ကိုပြောမနေနဲ့ကျုပ်ဦးစိတ်ပေါ်မှာသဘောပေါက်တယ်ဗျာဂလိုးပတ်တာဦးစိတ်ကကျွတ်တူကိုပြစ်တင်နေတာလို့ထင်ဘူးညာ တတိတော်လည်းတင်နာမှမဟုတ်ပဲဗျာတင်နာမှမဟုတ်တာဖြစ်တဲ့အတွက်ပြီးတင်နာမဟုတ်တဲ့အတိုင်းပြီးတင်နာမဟုတ်ဘူးလို့ဆိုတာကိုသူတို့ခံနေပါတယ်အဲ့တော့ဒီမှန်တိုင်းမပြောတဲ့ဆိုတဲ့အာစကားရဲ့အရာပေါ့လေဟုတ်ကဲ့ဗျာဆိုတော့ရှင်ဖျားကရှင်ဖျားရဲ့တရားတက္ကူထဲမှာဟိုဟုတ်တယ်လောက်မှန်တယ်လောက်မထောက်မညာတော်တော်ပြောတတ်တဲ့ပုဂ္ဂိုလ်လို့တပည့်တော်ယူဆပါတယ်ခင်ဗျာတကယ်လည်းပြောလဲပြောတာလည်းအမှန်ပါတပည့်တော်ကပဇံပြောပါရှင်ဖျားပြောခဲ့တာဒီရှင်ဖျားသီလသားဖြစ်မှာပါ ဟုတ်ကဲ့လေ။နော်ဒါဖြင့်ဒါတွေကမမှန်လို့လားဗျာလို့အဲ့ဒီမမှန်လို့ပြောတာပုံကြီးပြောတာ။ဟုတ်ကဲ့။နော်အဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့ဟုတ်သလောက်မှန်သလောက်ပြောလိုက်တဲ့အခါကျတော့အနာဘောဒုက္ကြဆိုတာလို့ပေါ့ဗျာ။ဟုတ်ကဲ့။အဲ့တော့လူတွေဟာလူတရား90ရာခိုင်နှုန်းလောက်ဆိုမခံတတ်တဲ့သဘောကြီးโอเคဖြစ်လာတတ်ကြပါတော့ခင်ဗျာโอเคအဲအဲ့ဒီတော့တပည့်တော်ဖြစ်ချင်တာကတော့လူတရားကိုရာနှုံးမြစ်ဆိုတော့ဘယ်မှမပြောပါနဲ့တော့လူတရားကို90ရာခန့်နှုံးလောက် လက်ခံနိုင်လောက်တဲ့အခြေအနေတွေဖြစ်လာအောင်အသွုံအနှုံပြောဆိုပြောမှဆိုရင်ပြန်ပို့ပြီးတော့ကောင်းလိမ့်မယ်ပို့ပြီးတော့ကျေပြန့်လိမ့်မယ်ပို့ပြီးတော့မွန်မြလာလိမ့်မယ်လို့ဒါတပည့်တော်ရဲ့အတွေးခေါ်ယူဆပေါ့လေဟုတ်ပါတယ်ဗျဒီတော့လည်းဆုံးဖြတ်ချက်အမှားရင်လည်းမှားမှာပေါ့မှန်ရင်လည်းမှားမှာပေါ့ဒါပေမဲ့တပည့်တော်ကတော့မှန်လိမ့်မယ်လို့တပည့်တော်ရဲ့အသိဉာဏ်နဲ့ယူဆပြီးဒါပြခေါ်ပြီးတော့ပြောတဲ့စကားပေါ့ဗျာဟုတ်ကဲ့အရှင်ပြားပေါ့စိတ်ကောင်းလုံးလုံးထားပြီးတော့တပည့်တော်ကအပြူသဘောအနေနဲ့ဒါ တိုင်မင်းနှင်းတော့လျှောက်ထားတဲ့အပိုင်းပါခဗျာဟုတ်ကဲ့အဲ့တော့အဲ့ဒီတိတ်ကိုရတဲ့မှာအရှင်ဖျားအဲ့လိုပြစ်ပြစ်နဲ့နဲ့ရဲ့ဆက်ဆက်ဒါပြောတဲ့အလေးချင်းရှိတဲ့အတွက်လူတရားဟာ90ရာခိုင်နှုန်းလောက်မခံနိုင်လောက်တဲ့အပိုင်းလေးတွေဟိုတွေ့ရပါတယ်ခဗျာဟုတ်ကဲ့အဲ့ဒီတော့အဲ့ဒီလို မဖြစ်ချင်မဖြစ်စေချင်တဲ့သဘောပေါ့လေလူတရားကို90ရာခိုင်နှုန်းတော့လက်ခံနိုင်တဲ့အပိုင်းကိုတကယ်တော့ကညှော်လင့်ပြီးတော့ဒါပြောချင်းဖြစ်ပါတယ်ဗျာလူတရား90ရာခိုင်နှုန်းလက်မခံနိုင်တဲ့အပိုင်းကိုမဖြစ်စေချင်တဲ့အပိုင်းပါဗျာဒါရုပ်သားသောစိတ်ထားနဲ့မှန်ကန်သောသဘောတရားကိုပြီးတော့တင်ပြချင်းဖြစ်ပါတယ်ဗျာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့တပည့်တော်ဥပမာပေးခြင်းလေဟုတ်ကဲ့တပည့်တော်အိမ်မှာ ဲ့တယ်လာတယ်ဆိုကြပါစို့ခင်ဗျာဟုတ်ကဲ့အဲ့ဒီဧည့်သည်တွေကိုတပည့်တော်ကသမင်းကြွေးထားတဲ့အခါသူတို့သမင်းကြွေးထားတဲ့နေရာကနေတပည့်တော်ထသွားတဲ့အခါကျခင်ဗျားကဘယ်တုံးလို့တပည့်တော်ကိုမေးတယ်ဆိုပါတော့ဟုတ်ကဲ့အဲ့ဒီခါကျတော့ငါအိမ်သာသွားမလို့ပါကွာလို့ပြောလိုက်တဲ့စကားဟာအဖြစ်လူ190ရာခိုင်နှုန်းလောက်လက်ခံနိုင်မယ်လို့တပည့်တော်တတွေးခေါ်တပည့်တော်ယူဆဖို့လေအဲ့လိုထင်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့လိုမဟုတ်လို့ဟုတ်တိုင်းမှန်ရာငါချီးဟိုသွားမလို့ကွာလို့ပြောလိုက်တဲ့စကားဒီ အဲလူ190ရာခိုင်နှုန်းလောက်လက်မခံနိုင်တဲ့အပိုင်းဖြစ်လိမ့်မယ်လို့တတိတော်ရဲ့အတွေးခေါ်ယူဆပါဗျာအဲ့တော့ချီအိုသွားမလို့ဆိုတဲ့စကလုံးနဲ့တိန်တာသွားမလို့ဆိုတဲ့စကလုံးဟာအဲသူကအရာကောက်တူဖြစ်နေပါတယ်ဗျာနော်အဲ့တော့အရာကောက်တူဖြစ်နေခြင်းတူဘူးချီအိုသွားမလို့ပြောတဲ့စကားသည်90ရာခိုင်နှုန်းလက်မခံနိုင်တဲ့အတွေ့တိန်တာသွားမလို့ဆိုတဲ့90ရာခိုင်နှုန်းလောက်လက်ခံနိုင်တဲ့အသုံးမျိုးကိုသုံးရင်ဖြင့်ပို့ပြီးတော့ရင်ကျေးလိမ့်မယ်ပို့ပြီးတော့ ကောင်းမွန်လိမ့်မယ်။လူတရား90ရာခိုင်နှုန်းတော့လက်ခံလက်ခံလာနိုင်လိမ့်မယ်လို့ဒါတပည့်တော်ရဲ့အပြုသဘောနဲ့မျှော်လင့်ချက်ကိုအရှင်ဘုရားကိုတင်ပြဆောင်ထားတာပါဗျာ။တပည့်တော်ဘယ်လိုမှဓမ္မမြေဆွေရဆိုတဲ့စိတ်မျိုးမပါပါဘူးဗျာ။နော်။အဲ့ဒီလိုဆိုတော့ဟောဘောလေတပည့်တော်အခုတင်ပြဆောင်ထားတဲ့အဲစကားရပေါ်မှာဖြင့်ပေါ်ရင်လည်းနှုတ်ပါဗျာလူရင်လည်းဖြစ်ပါဗျာမှားရင်လည်းပြန်ပါဗျာမှားရင်လည်းရိုးရိုးသားသားလေးထောက်ခံပေးပါဗျာရိုးရိုးသားသားလေးထောက်ခံလိမ့်မယ်လို့လည်း တပည့်တော်ညှော်လင့်ပါတယ်ဗျာတကယ်တော့ဒီမှန်တိုင်းမပြောတင်ဘူးလို့ဆိုတဲ့စကားနဲ့ဆက်လင်းပြီးတော့ကျွတ်တို့လည်းပဲမှန်တိုင်းမပြောတင်ဘူးလို့ဆိုတာကိုဘယ်ချက်နဲ့ကျွတ်တို့ကနေပြီးတော့သတ်မှတ်ပြီးတော့လက်ခံကြလဲလို့ဆိုတော့မှန်တော့မှန်တယ်ဘာမှအနှစ်သာရစကားအဖတ်ဆယ်စရာအကျိုးမရှိဘူးလို့ဆိုရင်ဥပမာမြစ်ထဲရေရှိတယ်လို့ဆိုတော့ပြောရတာမှန်တယ် နှစ်တည်းရရှိတာဗျာဘာဖြစ်တယ်လဲဘာမှအကျိုးမရှိဘူးဆိုတာမျိုးပေါ့အဲ့ဒီလိုမျိုးလို့ကျိုးတော့မရှိဘူးမှန်တော့မှန်တယ်လို့ဆိုရတဲ့ကဒါမပြောတင်တဲ့စကားပဲအကျိုးမရှိတဲ့အတွက်အဲ့ဒါကိုမှန်တိုင်းမပြောတင်လို့ဆိုတာဟာအဲ့ဒါကိုရည်ရွယ်ပြီးပြောတာလို့မှတ်ယူပါတယ်အဲ့တော့မှန်လဲမှန်တယ်ဟောဒီမှန်တဲ့ဟာကိုသိသွားရင်ချင်းအကျိုးလည်းရှိမှာလို့ဆိုရင်တော့ဒါပေမဲ့လို့အကျိုးရှိမှာဖြစ်ရင်လို့လည်းပဲ तू က သူ့အယူအမြင်နဲ့မကိုက်လို့မလို့သူနားမထောင်ခြင်းဘူးဆိုတာမျိုးတော့ဖြစ်နိုင်တယ်။မှန်လဲမှန်တယ်။မှန်တဲ့စကားကိုပြောလိုက်ရင်အကျိုးလည်းရှိတယ်။အကျိုးရှိပြီမယ်လို့လည်းပဲသူနားမထောင်ခြင်းဘူးဖြစ်နေတယ်။အဲအဲ့လိုမျိုးလို့အချက်၃ချက်ထဲကနားမထောင်ခြင်းဘူးလို့ဆိုတာဖြစ်နေပေမဲ့လည်းမှန်ပြီးနောက်အကျိုးရှိတာမျိုးဆိုရင်တော့ကျွတ်တော့လည်းပဲတွန်းအောပြီးတော့ပြောလိုက်တတ်တယ်ကြတာ။ အတွန်းဩပြီးပြောလိုက်တဲ့အတွက် तू ကနားမထောင်ကျင်တာဖြစ်တဲ့အတွက်တော့တို့မှာတော့ဒါနိနာတာမျိုးဖြစ်ပါတယ်ဖြစ်မှာပါပဲအဲ့ဒီလိုမျိုးနိနာတာမျိုးဖြစ်တာကို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 ကလေးမှနိနာအောင်မပြောတတ်တော့ဘူးလားလို့ဆိုရင်တော့ဟုတ်တယ်ကွာတို့လည်းဒါတော့ပါရမီနည်းတယ်လို့ပြောရမလို့ပါပဲကိုယ်လည်းအတိတရားတွေကဘလောက်ဆုံးဆုံးကိုကိုသိတာလည်းမဟုတ်တာဆိုတော့ဓမ္မန်နေလို့နံပါတ်၁တစ်ချက်သိတယ်ဟောဒီမန်နေဟာအတိုင်းဆက်လက်ပြီးဆောင်ရွက်လိုက်အကျိုးရှိမှလို့လည်းပဲ ဒါဒေတာဘောက်ပြီးတယ်အဲ့ဒီအချက်လောက်နဲ့ပဲကျို့တို့ကတော့သူနားထောင်ခြင်းဤလားနားမထောင်ခြင်းဘူးလားလို့ဆိုတာကြတော့ဖြင့်တင်းမသိစစ်နိုင်တော့ပဲနဲ့အကျိုးကြည့်တဲ့ဟာတခုမှန်လဲမှန်တယ်လို့ဆိုရင်တော့တွန်းအောတော့တာကြကျို့ကတော့ဒါအဲ့ဒီလိုတွန်းအောတဲ့အတွက်ကျို့တို့လည်းဒုက္ခတွေလည်းပဲရောက်လာပြီလို့ပြောရမှာပါရောက်လဲရောက်လက်တနေလဲရှိမယ်လို့ပြောရမှာပါအဲ့လိုဖြစ်တာအတွက်တော့ဦးသိန်းခွင့်လွတ်တော်လို့ပြောရမှာပဲဘာလို့ခွင့်လွတ်တော်လို့ပြောရမှာလဲဆိုတော့ကျွတ်တို့လည်းပဲအကုန်အဆုံးသိတဲ့သူတယောက်မဟုတ်ဘူးညာ ဆိုလိုတာကတော့သဗ္ဗတ္တိတယောက်မဟုတ်ဘူးပေါ့ဗျာသဗ္ဗညုမဟုတ်ဘူးလို့ပြောရမှာပေါ့ကိုသူတယောက်ဟာငါပြောဆိုစကားဟာဟုတ်မှန်ပြီးအကျိုးရှိပေမဲ့သူနားမထောင်ကျင်ပါမလားလို့ဆိုတာမျိုးကိုသိတတ်တဲ့အဆင့်ထိမရှိဘူးမရှိတော့သူတို့ဟာမှန်တယ်ဟုတ်ပြီမှန်တော့အကျိုးမရှိရလားအေးမှန်တဲ့အတိုင်းအကျိုးလည်းရှိတယ်မှန်ပြီအကျိုးမရှိတာလည်းရှိသေးတာဟောခုနပြောသလိုပေါ့ဗျာဟုတ်ပါဘူးမှန်ပြီအကျိုးမရှိတာဆိုရင်တော့မပြောဘူးမှန်တယ်အကျိုးကိုလည်းဆောင်းနိုင်တယ်ဆိုရင်တော့ဟိုတစ်ဖက်သူနားထောင်ကျင်သလားနားထောင်မနားမထောင်ကျင်ဘူးလားတော့ အဲ့ဒါထီတော့တွတ်တော့မလိုက်နိုင်ပြောတော့တာပဲဗျာဒါအဲ့တော့ထင်းသလောက်ဘုံအောပြီးတော့အော်ပြီးတော့ကိုပြောတယ်အဲအဲ့လိုမျိုးပြောတဲ့အတွက်လည်းပဲကျွတ်တို့လည်းပဲခံရပါတယ်သူတို့ကလည်းပဲအစွဲရှိတာဆိုတော့ထိုးတယ်ပေါ့ဗျာအဲအဲ့လိုမျိုးတော့ပြင်တာမတတ်နိုင်ဘူးဗျာလို့ကျွတ်တို့ရဲ့မကျွမ်းကျင်မှုလို့ပဲပြောရမှာပဲမှန်ပြီးအကျိုးရှိတယ်ဆိုရင်တော့ကျွတ်တို့ကတော့ပြောတယ်လို့မှန်တာမှန်လည်းသိတယ်အကျိုးရှိတာမှန်လည်းသိတယ်ဆိုရင်တော့အော်ပြီးရကျွတ်ကတော့ဒါအဲ့လိုတော့ဒါပြောရမှာကြာနော်ဟုတ် ဲ့တော့အဲ့ဒါတော့ပြင်မတတ်နိုင်ဘူးလို့ကျုပ်တို့မလိုက်နိုင်ဘူးပေါ့ဗျာအဲ့လောက်ထိကျုပ်တို့ကလည်းအဲ့လောက်ထိတော်ရီမှန်ကန်တဲ့လူတောင်မဟုတ်ဘူးပေါ့ဗျာမန္တာလေးပြီအောင်တော့မနေလို့ယူရအကျိုးရှိတာလေးပြီအောင်တော့မနေလို့ယူရတာဆိုတော့အဲ့ဒီလောက်တင်မဲ့ကျုပ်တို့ညံပြင်ကုန်ပြီလို့ဒီလိုပြောရမှာပါဗျာဒါဥကျေးရဲ့ဝေဖန်ချက်တော့အဲ့ဒီခြေချချက်နဲ့ပဲကျုပ်တို့တန်ဒီကိုစောပါမယ်ဒါဟုတ်ပါဗျာ